။တရုတ်ဆောင်မင်းအိုဆိုကတရပါမဂ္ဂဇင်းအယ်ဒီတာကိုတက်ခဲ့တဲ့အမှုမှာမင်းအိုဆိုအနေနဲ့အခင်းဖြစ်ပွားစဉ်ကမူရစေဝါတုံးဆွဲထားမှုရှိမရှိ စစ်စစ်ထားတဲ့အပြင်ဟာ19ရက်ကြာတဲ့အထိမသိရသေးဘူးလို့ဗဟန်းမြို့မှရင်းစခန်းကသိရပါဗျ။ဒီဇင်ဘာလ25ရက်နေ့နနက်2နာရီခွဲကတရုတ်ဆောင်ဒါရိုက်တာမင်းအိုဆိုက သူနေထိုင်ရာအမှတ်90စီဖိုးစိန်လန်းကနေအခန်းတွင်မင်းဥဆိုးထုတ်ဝေတဲ့တရပါမဂဇင်းကအယ်ဒီတာဖြစ်သူမတ်တေးနုရင်ကိုလူမှုရေးကိစ္စမေးမြန်းပြီးအမှန်တိုင်းမဖြေတဲ့အတွက်စိတ်ဆိုးဒေါသထွက်ကအိမ်ခန်းတွင်လက်သီးနဲ့ထိုးတာစောင့်ကန်တာကင်ဆောင်းတာတွေပြုလုပ်ခဲ့တာကြောင့်တေဆုံးသွားခဲ့ပါတယ်အဲဒီဖြစ်စဉ်မှာအခင်းဖြစ်ပွားစဉ်ကတရုတ်ဆောင်ဒါရိုက်တာမင်းအိုဆိုအနေနဲ့မူရစေဝါတုံးဆွဲထားမှုရှိမရှိဆိုတဲ့အကြောင်းအရာအပေါ်စစ်ဆေးထားတဲ့စစ်စစ်ချက်ဟာလက်ရှိကာလအထိအဖြစ်မထွက်သေးတာဖြစ်ပါတယ်။ စစ်စစ်ချက်ကလက်ရှိချိန်ထိမထွက်သေးပဲစစ်စစ်ချက်ရမှသာတရားစွဲဆိုတင်ပို့နိုင်မှာဖြစ်တယ်လို့ဒူရဲမှုသိန်းဝင်းကပြောပါတယ်။လက်ရှိမှာအဆိုပါဖြစ်စဉ်အတွက်ဗဟန်းမျိုးမှရဲစခန်းကပါသော919မြင်းဆောင်2014ပြည်မှုဆိုင်ရာဥပဒေပုံမှန်300နှစ်နဲ့အမှုဖွင့်စစ်ဆေးလျက်ရှိပြီးဇန်နဝါရီလ10ရက်နေ့ကဗဟန်းတရားရုံးမှာဒုတိယအကြိမ်မြောက်6ရက်ရမန်ထပ်ယူခဲ့တာဖြစ်ပါတယ်။လက်ရှိမှာမင်းအုပ်စိုးကိုအမှုဖွင့်ထားတဲ့ပုံမှန်300နှစ်နဲ့ဗဟန်းမျိုးနယ်တရားရုံးမှာတရားစွဲဆိုနိုင်မှုမရှိသေးပဲ သူ့ရဲ့စိတ်စစ်ချက်အဖြစ်ထွက်လာမှသာတရားစွဲဆိုသွားနိုင်မှာဖြစ်တယ်လို့သိရပါဗျ။